အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ဆန်ဟိုင်မြို့လေကောင်မှာရှိတဲ့ Nectar Auto ရဲ့ headquarter ကိုရောက်နေရဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးလို့ရှိရင်အပြင်မှာ Nectar နဲ့ပတ်သက်တဲ့ rumors လေးတွေထွက်နေတာရှိတာ bankrupt ဖြစ်သွားပြီလို့မကြခင်ရက်တော့မှာတို့တော့ service တွေမရတော့ဘူး spare parts တွေမရတော့ဘူးလို့ဆိုတဲ့ rumors တွေထွက်နေတာဖြစ်တဲ့အတွက်ကျွန်တော် Nectar Auto ကိုလာပြီးတော့ထပ်ပြီးတော့လေ့လာတာပဲဖြစ်ပါတယ်။အခု Nectar ရဲ့ headquarter တာဝန်ရှိတဲ့လူနဲ့လည်းစကားပြောပြီးတဲ့အချိန်မှာသူကဘာပြောတာလဲဆိုတော့အဓိကကတော့ rumors ကတော့ဒီလိုပဲတဲ့ထွက်တတ်တယ်တဲ့။နောက်ပြီးတော့ဒီမှာအရန် competitive ဖြစ်တာဖြစ်တဲ့အတွက်အဲ့လိုပဲ ဖြစ်တတ်တယ်ပေါ့နော်ပြီးတဲ့အပြင်ဘာလို့ပြောဆိုဒီ2025မှာဆိုလို့ရှိရင်တို့က strategic planning တွေတို့လုပ်နေပါတယ်တဲ့စိတ်မပူပါနဲ့တဲ့စိတ်ချလက်ချနဲ့စီးပါတဲ့ အဲ့လိုပြောသွားတယ်ကျွန်တော်အဲ့တော့ကျွန်တော်က Night Auto ရဲ့ headquarter ကိုပြီးခဲ့တစ်ခေါက်ကတော့ရောက်ခဲ့ပြီအခုဒါ2025မှာနောက်တစ်ချိန်ထပ်ပြီးတော့ရောက်လာရတာပေါ့ဗျာဟောအစီအစဉ်မရှိဘဲနဲ့ရောက်လာတယ်လို့ပြောရင်ပို့ပြီးတော့မှန်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာတက်သေးပြချင်လို့မှ Night Auto ကဘလို့အခြေအနေရှိလဲတော့သူ့ရဲ့ flagship showroom ကအခြေအနေဘလို့ရှိလဲသူ့ဂျုံကလူပြအခြေအနေဘလို့ရှိလဲဆိုတော့ကျွန်တော်ပြချင်တာပြီးတော့ product အစ်တည်းရှိလားမရှိဘူးလားဒါတွေပါကျွန်တော်ပြချင်တာဖြစ်တဲ့အတွက်မထူးပါဘူးဆိုပြီးတော့ဒီတစ်ခါရောက်လာ Okay အဲ့တော့ကျွန်တော်တို့ flagship showroom နဲ့ကိုတော့ကြည့်အောင် ကျွန်တော်ရောက်နေတာကတော့ဒါ Netter Headquarter မှာရှိတဲ့ Flagship Store ကိုရောက်နေတာအဲ့တော့ Netter ကသူကအလုပ်သားဆက်မလုပ်တော့ဘူးဆိုလို့ရှိရင် product အစ်စ်တွေလည်းထွက်မှာမဟုတ်ဘူးအဲ့ဒါတော့သိကြတယ်အဲ့တော့အခုဒီမှာဘေးမှာမြင်တဲ့အတိုင်းပဲဒီကားလေးကကျွန်တော်ရိုက်ဖူးတယ် Netter S ကိုမှဒါ Shooting Brake လေးဒါအာဘန်ကောက်အော်တိုရှိုးမှာတော့ကျွန်တော်ကြည့်မှုတဲ့ကားလေးဖြစ်တယ်ကျွန်တော်အတင်းကိုတော့မြန်မာနိုင်ငံကိုဒီကားလေးသွင်းမှာသွင်းမှာဆိုပြီးတော့ကျွန်တော်ပူစားတဲ့ကားဒီကားပါပဲအဲ့ဒီကားကိုမှ तू ကနောက်ထပ်ဒီအပေါ်မှာကန်နိုဘီထပ်တက်ထားတဲ့ပုံစံမျိုးကိုလည်းအခု तू ရှိုးရုံးထဲမှာဖော်ပြတာ။ Okay ပြီးဒီဘက်ဆက်ကြည့်အောင် ဒီဘက်မှာဆိုလို့ရှိရင်ဒါကတော့ Nectar X ပါ Nectar X ကတော့မြန်မာနိုင်ငံမှာလက်ရှိလဲရောက်နေပြီးသားက Nectar U Pro ရဲ့နောက်မျိုးဆက်တစ်ခုဖြစ်တယ်เนาะအဲ့ကားကလည်းအခုဒီမှာရှိတယ်ဒါကတော့ထားပါတော့ဒါကတော့အာဒါ2024မှာထွက်လာတဲ့ကားဆိုပေမဲ့ဒါကအစ်စ်မဟုတ်ဘူးမြင်မှုနေကြကားမဟုတ်နောက်ထပ်အစ်စ်တစ်စီးရှိတယ်အဲ့ဒါကျွန်တော်ပြဒါပါပဲ Nectar L ပါ Nectar L ကတော့ EREV ဖြစ်သွားပြီ Extended Range EV ဖြစ်သွားပြီเนาะအချိန်မှာ engine အသေးလေးပါမယ်သူက battery လဲပါမယ် motor လဲပါမယ်ဒီအချိန်မှာပါတဲ့ engine အသေးလေးကဘာလုံးဆောင်တာလဲဆိုတော့ဒီကားမှာရှိတဲ့ battery ကိုအပြန်သွင်းမိတာဒီ engine နဲ့မောင်းတာမဟုတ်ဘူးဆိုလိုချင်တာက PHEV နဲ့မတူဘူးဗျာ plug-in hybrid EV ဆိုလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဘူး plug-in hybrid EV ဒီ engine ကနေပြီးတော့ power ပေးပြီးတော့ battery နဲ့ motor နဲ့ကိုပြန်ပြီးတော့အလုပ်လုပ်တဲ့စနစ်ဒီကောင်ကကြတော့ဒီထဲမှာပါတဲ့ engine အသေးလေးက battery ကိုအပြန်သွင်းပြီးတဲ့စနစ်နဲ့လောက်တာဒါနောက်ဆုံးထွက်ထားတာ Nighter L လို့ခေါ်တယ်ဒီကား เนาะ extended range EV လို့ခေါ်ပါတယ်ဒါကအသစ်ပါကျွန်တော်လည်းတခါမှမမြင်ဘူးဒီရောက်မှအခုမှမြင်ဘူးလားကျွန်တော်โอเคဟိုဘက်ကိုသွားကြည့်အောင်ဒါလေးကတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါ Nectar AR ပါ Nectar AR Nectar V2 လို့လည်းခေါ်တယ်ဘလို့ခေါ်ခေါ်เนาะဒါ Nectar AR ပဲမြန်မာနိုင်ငံမှာဆိုရင်ဒါ Nectar AR ပဲအဲ့ဒီအခြေအနေမှာရှိအဲ့တော့ဆိုလိုချင်တာက Nectar headquarter ဒီသူကလည်းသူအလုံးလုံးနေတယ်သူရဲ့ flagship store ကလည်းအလုံးလုံးနေတယ်စက်ယုံကလည်းအလုံးလုံးနေတယ်အဲ့တော့ကျွန်တော်တယောက်တည်းပြောတာကိုမယုံနဲ့ ်နေတဲ့ headquarter မှာရှိရဲ marketing ဌာနတာဝန်ရှိတဲ့လူပြောက်ကို Q&A session လေးသွားလုပ်မယ်။ဒိုးပြီ။အခုကတော့ကျွန်တော် Nectar ရဲ့ headquarter လေးကိုရောက်နေတာဖြစ်ပြီးတော့အခုဒီမှာ Nectar တာဝန်ရှိတဲ့သူတယောက်နဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Hello. Hello. Okay. Hi. Introduce yourself. Please. Well, I'm Hamza from Nectar Auto headquarters and we are doing from the marketing in Nectar Auto headquarters. for global or local? Uh, we are doing for global. Mm, so global network marketing is the same thing. Okay, so we are going to media. Okay, now rumors, is that true? Well, I must say, like, this is not true because there's a lot of false rumors going on on the, on the social media. Mm -hmm. And we do have like the complaints about that, but that is not true at all because NetApp been in business for a long time. Yeah and they are doing it very good mm -hmm. and have a strong market appearance and also the strong sales figure as well. Mm -hmm. So we we just say like it's not true at all because it's just a rumors going yeah. on. Yeah. Just, just rumors. Yeah, just rumors. Like uh, maybe, like better, like have to when you hear when you hear this kind of news. Mm -hmm. So I think better, like you just take a look at the background story for the data. Yeah. So I think it's not true at all let the people do their thing. <laughs>. <laughs> okay, thank you. Okay, one more question is uh, how NEDA is uh, doing in domestic and overseas markets? Well, as we see in the China market, we are a big player in China market as well, and I think we're for now. For we say like we do have like uh, because of the new players in the market, we do have the challenges, but we are strategizing to overcome those challenges and also to provide our domestic uh, customers over here the best quality, best service, and the best product, and for sure our overseas market too. So NetEye is focusing on the core technology, smarter products, and to also our next plan. So we are strategizing, we are on the way, so, but still we are strong. We do get like the fierce competi competition, but I think it's pretty common in any kind of business. Okay, okay, the last question. Uh, so what's the NetEye focus on 2025? Well, 2025, we are focusing more on like the AI technologies and the AI cockpit. Mm -hmm. So we are mostly into like the smarter products and the smarter technologies to integrate the AI integration into our vehicles. And and for sure like to upgrade our core technologies because we have a, a technology platform by the Hoson, which is specially designed for like the overseas market too. So I think we are focusing on that so we can really do it better. Okay, thank you very much. Well, you're welcome. Thank you thank for you. your trust and partnership with NATO. Auto. Thank you. Thank you. Bye. ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုတဲ့အချိန်မှာဆန်ဟိုင်းမြို့လေကောင်မှာရှိတဲ့ Netta Auto ရဲ့ headquarter ကိုကျွန်တော်နောက်တစ်ချိန်ထပ်ပြီးလေးလာခွင့်ရခဲ့တယ်။သူရဲ့ flagship showroom မှာလည်းထပ်ပြီးလေးလာခွင့်ရခဲ့တယ်။ကားအစ်တေလည်းတွေ့ခဲ့တယ်။အကယ်၍သာသူတို့ကအလုံးစက်မလုပ်တော့ဘူးဆိုလို့ရှိရင်ကားအစ်တေလိုလိုပြီးဆက်ထွက်တော့မှာ။အဲ့ဒီအချိန်ဒီမှာရှိတယ်ပြီးတော့အခုအရင်တော့ဆိုရင် EV only ထုတ်ရတာနေအခုတော့ instant range EV တွေပါထပ်ထုတ်နေတာကိုတွေ့ရတယ်အထူးသဖြင့်မှ Nexa L ဆိုလို့ရှိရင်ကျွန်တော်ရိုက်ကူးကြီးကောင်းကောင်းလေးလုပ်ခဲ့ခြင်းတာအခုကလည်းအချိန်ရလည်းမရှိတော့ဘူး သူတို့ကလည်းရုံးဝပိတ်တော့မှာကျွန်တော်ကလည်းညနေသွားစရာနောက်တစ်ခုရှိသေးတယ်အဲ့ဘလို့မှညိလို့မရတော့တာမို့လို့ Nighter L လေးကိုတီးတဲ့နောက်တော့မရိုက်နိုင်ခဲ့တာကိုလည်းတောင်းပန်ပေးရစီအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ Nighter user တွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အခုပြခဲ့တာတွေကိုကြည့်ပြီးတော့စိတ်ချလက်ချနဲ့မိမိစီးနေတဲ့ကားတွေကိုဆက်ပြီးတော့စီးလို့ရပါတယ်ဝယ်ခြင်းနဲ့လူဆိုလည်းဆက်ပြီးတော့ဝယ်လို့ရပါတယ် Nighter Auto မြန်မာကလည်းအလုံးသိတဲ့အတိုင်းပဲသူရဲ့ warehouse တွေလည်းကျွန်တော်ရောက်ဘူးလေသူရဲ့ warehouse တွေမှာဆိုလို့ရှိရင်လေဒီ spare parts တွေဆိုတာလုံးဝအပုံလိုက်အလုံးသိပြီးသားအတိုင်းပဲဗျာ Nighter Auto ကပထမဆုံးမပါလုပ်ခဲ့လေ ။ဗမ်းမှန်နေတော့မှ free ပေးခဲ့တာ။ကြောက်လို့ရှိရင်ကြိုက်တဲ့ချိန်ပြန်လာတတ်အစ်စ်လဲပေးမယ်။အစ်စ်လဲပေးမယ်ပေါ့အစ်စ်ထပ်တက်ပေးမယ်ပေါ့နော်။အဲ့လိုတော့လုံပေးခဲ့တဲ့ brand ဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့ service နဲ့ spare parts ကိုလုံးဝစိတ်ပူစရာမလိုပါဘူးလို့ဒီနေရာနေပြီးတော့ကျွန်တော်ပြောပြရစီအဲ့ဒီအပြင်ကိုနောက်ထပ်ထပ်ပြီးတော့သတိထားရမှာနောက်တစ်ခုရှိရဲအဲ့ဒါဘာလဲဆိုဥမာဗျာ time မှာပထမဦးဆုံး native ရောင်းခဲ့တဲ့ကာလကိုကျွန်တော်ပြန်မှတ်မိအခုရိုက်နေရင်လည်းမသတိထားမိပါအဲ့ဒါဘာလဲဆိုတော့အစိုးရအနေပြီးတော့ subsidy ဘတ်တသိန်းခွဲစိုက်ထုတ်ပေးတာ ဆိုလိုချင်တာကဒီလိုမျိုးကား brand တွေကနေပြီးတော့ကားထုတ်လုပ်တယ်ဆိုတာက G2G agreement တွေအများကြီးပါထို့ကြောင့်မို့လို့လေထိုင်းအစိုးရကနေပြီး subsidy အနေနဲ့အစိုးရကနေစိုက်ထုတ်ပေးငွေအနေနဲ့ဘတ်တသိန်းခွဲစိုက်ပေးလို့ထိုင်းမှာဆို network fee ကအရန်များသွားတာအခုစက်ယုံလည်းရှိတယ်ထိုင်းမှာလည်းအခုစက်ယုံကနေပြီးကားတွေလည်းထွက်နေပြီအဲကြောင့်မို့လို့မြန်မာနိုင်ငံရဲ့လူတွေအနေနဲ့ဆိုလို့ရှိရင် rumor တွေကိုသိပြီးတော့ခေါင်းထဲထည့်ကြမလို့ပဲနဲ့စိတ်ချလက်ချစီးလို့ရတယ်လို့ပြောရင်လည်းဤကုန်းချုပ်ရစီကျွန်တော်ကတော့စိတ်တော့